ပါလေးပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီနေ့ကတော့အဲ့တော့နားထောင်ချင်တဲ့လူရှိရင်ဆက်လက်နားထောင်သွားပြလို့ရတယ်နားထောင်ချင်တဲ့လူရှိရင်တော့နားထောင်တယ်ပေါ့နော်ဒါတော့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနေ့ဒီဘဝနဲ့ဒီဒီဘဝနဲ့ဆောင်းတဲ့ကံသွားတဲ့ပွဲကနေပြီးတော့ရင်စပြောမယ်ပေါ့နော်ကိုရမနေရမှာဆိုရင်ကျွန်တော်မမတက်ဖီလီပါတယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒီဖရမ်ပါပါတယ်လီယွန်ပါတယ်ကျွန်တော်တို့ကွန်မက်ပါလာတယ် နောက်တစ်ခုက Robinson ပါတယ်။ Queensland မှာဆိုရင် Ando ရယ်၊ Joey ပါတယ်။ပြီးတော့ကျွန်တော် Jones ပါတယ်။ Tyson မှာဆိုရင်ကျွန်တော် Isaac ပါလာတယ်။ဆိုရင် Chisa ရယ်၊ Hobbit Chan မှာဆိုရင်ကျွန်တော် Rio ပါတယ်ပေါ့နော်။ Amakua ပေါ့။ Rio ပါတယ်။ကျွန်တော်ဒါက Tyson နဲ့ပေါ်ထွက်လာတယ်ပေါ့နော်။ပြောရမယ်ဆိုရင်ဒီပေါ်ထွက်လာတဲ့လူစင်းရကြည့်မယ်ဆိုရင်တော့ဟို ဒီ line ရကစားနားမှာ2ရက်3လောက်ကိုရံပြီးတော့ကျွန်တော်ဒီလူငယ်ရင်းနဲ့ရံပြီးတော့ပွဲထွက်လာတယ်လို့ပြောလို့ရတယ်။အဲ့ထဲမှာကအဓိကထောက်ပြသွားချင်တာကကျွန်တော်စီမှာညိုကြီးပါမယ်ပြီးတော့ကျော်ဒီ Leon ရယ်ပြီးတော့ MR Anko Moha ပေါ့နော်ကျွန်တော် Rio ရယ်သူတို့တွေကတော့ Liverpool team ရဲ့တကယ်ကိုအနာဂတ် top ပါတဲ့ကစားနားမတွေလို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ player တွေပေါ့နော်။အဲ့ဒီကစားနားမတွေတော့တကယ်ပါလာတယ်။ဒီနေ့ပွဲကိုပြောရမယ်ဆိုရင်တော့တပွဲလုံးခြုံပြီးတော့ပြောရမယ်ဆိုရင်တော့ ဒီကောင်းလားဆိုတော့ကစားသွားတဲ့ပုံစံအရဆိုရင်တော့အရင်ကြီးကျွန်တော်အမှတ်မပေးချင်ဘူးအမှတ်မပေးချင်ဘူးဆိုတာကကစားသွားတာတော့ကောင်းတယ်ကျွန်တော်ဒီနောက်တန်းမှာဆိုရင်တော့အနေငယ်လေးလီယွန်ကတော့တော်တော်ကြီးကိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့အရန်ကိုဟိုပြောရမလဲကွန်ကွန်ဆာကိုရောင်းပြီးတော့လီယွန်ကိုဝယ်လိုက်တဲ့ကျွန်တော်တို့ဒီ trade လုပ်လိုက်တဲ့အရာတစ်ခုကကျွန်တော်အနေနဲ့တော့တန်တယ်လို့မြင်တယ်ဒါကသူ့ရဲ့ debut ပြီးတော့ mama dash billy လည်းတော်တော်ကောင်းတယ်ကျွန်တော်အလီကိုရမထိတန်းကိုရမတရား alison back ကပြီးရင်ဘာဘူးတင်းရဲ့ကိုပေါ့ကိုကောက်ွယ်နိုင်မဲ့ကိုရမလည်းကျွန်တော်အနေနဲ့မြင်တယ် ီနေ့မှာလည်းသူကဟို safe တွေတော်တော်ကောင်းတယ်ပေါ့နော်တချို့အလုံးတွေကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အဲအလားတူပဲကျွန်တော်တို့ Rio တို့ပြီးတော့ Cheese ဆိုရင်တော်တော်လေးကိုခြေစမ်းပြရတယ်ဒီတပွဲလုံးဆာလာနီအောင်သူမှမဟုတ်တော့သူဝင်ကစားတယ်ဒါပေမဲ့ဒီနီးပြရဲ့ညီပြဟာအပြောင်းလဲလူစားလဲမှုတွေအပြောင်းလဲတွေအကြောင်းမှာတော့ Cheese ဒီဘက်ဆော့လိုက်ဟိုဘက်ဆော့လိုက်နေပေါ့နော်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ဆော့တယ်အဲပြီးတော့ညိုကြီးလည်းအဲ့လိုပဲတော်တော်လေးထိန်းတာကောင်းတယ်ခွေးလည်းမှာညိုကြီးလည်းကောင်းတယ်ပြီးတော့ Jones လည်းကောင်းတယ်ပေါ့နော်ပြောရမလို့တရင်လုံးနေနဲ့ခြုံကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်းတဲ့ခြေစွမ်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော် ။ဒါပေမဲ့အဓိကလိုအပ်နေတာကတော့ဘယ်နေရာမှာလိုအပ်နေလဲဆိုတိုက်စစ်ပိုင်းမှာဖန်တီးမှုမှာအာနေနေတယ်၊ကွင်းလယ်ပိုင်းမှာအာနေနေလို့ခံစားရတယ်။ဆော်ရမန်နဲ့ရှင်တဲ့ခါကျရင်ကျွန်တော်ဒီမှာဖန်တီးမှုပိုင်းနေအာနေနေတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီဒီပြီးဆက်ရသွားတဲ့ဂိုးဆိုရင်လည်းကျွန်တော်ခြီစာရဲ့ဒီ prison ပေးတဲ့အနေထားကနေပြီးတော့ပြန်ထွက်လာတာပြတ်သားတဲ့ပုံလုံးကိုခြီစာကနေပြီးတော့ isaac ကိုထိုးပေးလိုက်တယ်ပေါ့နော်။အဲ့ကနေပြီးတော့ကျွန်တော်တို့ဥဆောင်ကိုစားရတယ်။အဲ့ဒါကြီးလိုက်မယ်ဆိုရင်အဲ့ဒီဥဆောင်ကိုမှလည်းကြီးလိုက်မယ်ဆိုကျွန်တော် isaac ရဲ့အဆုံးသက်တေချာမှုကတော်တော်လေးကိုကျွန်တော်မြင်ရတယ်။ပြီးတော့ဒီနေ့အတွင်းသွားတဲ့နှစ်ဂိုးစလုံးကိုလည်းပြန်ကြီးလိုက် မ်မယ်ဆိုရင်တော့ iset ရော akitiki ရော twin wire ရဲ့အလုံးနှစ်ရနှလုံးစလုံးကဒီအဆုံးသတ်ပိုင်းနဲ့ပတ်သက်လာရင်အရင် miss ဖြစ်သွားတဲ့ပုံစံကျွန်တော်မမြင်ရအောင်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့ darwin node နဲ့ဆိုရင် darwin node ကကောင်းတယ်ဒါပေမဲ့အဆုံးသတ်ပိုင်းမှာ darwin node တော်တော်လေးကိုအားနည်းတယ် go go ကန်ခေးတယ်ပေါ့ဗျာပြောရမယ်ဆိုရင်ဒါပေမဲ့ဒီကိစ္စနမနှစ်ယောက်စလုံးကကြတော့ BRD မှာကန်နေဆိုရင် go box တဲ့ပြီးလို့ ကောင်းတဲ့ position အပိုင်ခွင့်ရေးနေဆိုရင်အများသောအဖြစ်အသုံးချနိုင်တယ်လို့ကျွန်တော်မြင်ရတယ်ပေါ့နော်ဒါကတော်တော်လေးကိုပြောင်းလဲသွားတဲ့အချက်လို့ပြောလို့ရတယ်။ဘာလို့ဦးတင်ကတော့ဒီပြောရမယ်ဆိုတော့ဘာမှပြီးတော့တကူစီလိုနဲ့ဥဆောင်နေတယ်။ဒုတိယပိုင်းကျတော့ဒီဘာဦးတင်ကစားတာအရင်အေးတယ်။ဆန္ဒနယ်အောင်ပြန်ပြီးတော့ဖိလာနိုင်တယ်ပေါ့နော်။ကိုဘောင်ချင်းချမှုမိနစ်60ကျော်လောက်ထိပြာကိုဘောင်ချင်းချမှုဆန္ဒနယ်17ကျင်း17ကျင်းလောက်ရနေတယ်။ဒီဘာလီဘာဘူးက ငားချင်တော့ပဲရတယ်ဒါပေမဲ့ရှုတော့ target ကကြတော့လူအုပ်တင်ပုံများတယ်ပေါ့နော်ဆောင်းတန်းပုံနေတယ်အဲ့ဒီကြောင့်လူသားလေးမှုကြီးလှုပ်တယ်လှုပ်ပြီးတော့ထိန်းကစားဖို့ထိုင်းကစားဖို့ပြင်တယ်လို့ပြောရမှာလား rotation ပုံစံမျိုးတစ်ခုနဲ့လဲတယ်အဲ့ဒီမှာဆောင်းတန်းပြန်ဖိတယ်လို့ဟိုတင်းကိုပြန်ပေးလိုက်ရတယ်ဒါဟုတ်တင်းကထုံးစံလို့ပြောရမှာလားမင်းနော်ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီပွဲကိုအေးအေးဆေးနဲ့အဆုံးမတက်ချင်အောင်ပြားသေးလားအမြဲတမ်းဟိုတစ်ခုခုဖြစ်လိုက်ရမှာဂျင်းနဲ့တင်ဆိုတဲ့ feeling မျိုးပေါ့နော်အဲ့လိုမျိုးပြန်ခံစားရပွဲတိုင်းမှာပဲအဲ့တော့အဲ့လိုမျိုးပြောရမယ်ဆိုရင်တော့နောက်ဆုံးကြတော့ တော်တော့ဒီပွဲပြီးတဲ့ခါကျတော့ဒီ AKDK ပေါ့နော်ကျွန်တော် AKDK ကြောင့်ကျွန်တော်နည်းနည်းပြန်ပြောပြရမယ် AKDK ကသူဆိုရဗျာဟို pressing လောက်ရင် pressing လောက်ရင်လည်းဗျာသူရဲ့စိတ်ဆိုးပြီးတော့သူကဟိုသူလူချခံရတယ်ဆိုတဲ့ပုံစံမျိုးစိတ်ဆိုးပြီးတော့သူကတိုင်ကိုစောရကတက်တာတော့မဟုတ်ဘူးဗျာသူရဲ့အပြုမူကနည်းနည်းကျန်သွားတယ်မှာအမှ AKDK ကဟောကပြတ်ခံတာ အဲ့တော့ကျွန်တော်ကအစိုးရင်တာမင်း60 50 60လောက်ထင်တယ်။ဟိုကပြခိုင်ရတဲ့ချိန်မှာကျွန်တော်စိတ်ပူတာအကီဒီကညီသွားမှာကိုကျွန်တော်ကကြောက်တယ်ပေါ့နော်။စိတ်ထဲမှာစိုးရင်ညီသွားလိုက်နေပေါ့နော်စိတ်။စိုးရင်ဟိုဒါပေမဲ့ဂိုးလည်းတွင်းတွင်းပြလိုက်ရောပေါ့နော်။အကီဒီကတော့အင်ဂျီကိုသူကမပြီးတော့ချွတ်တယ်။အင်ဂျီချွတ်နေတဲ့အချိန်မှာဗျာကျွန်တော်ကဒီကောင်ဘာဖြစ်လို့အင်ဂျီချွတ်လာလဲပေါ့နော်။ကျွန်တော်ကျွန်တော်သိထားတာကအင်ဂျီချွတ်ရင်ဟိုကပြခိုင်ရမှာ။ဒီကောင်က မိဝါတာလားဗောနော်တော်တိတိကြီးနဲ့ပဲချွတ်လာလားဆိုပြီးတော့ဖြစ်သွားတာပြီးတော့မှ friend မောင်ကြီးရောက်လာပြီ friend မောင်က live ကြည့်နေတဲ့အချိန်မှာ friend မောင်ကြီးက တို့အကီတီကိုကြောင်ကြည့်လိုက်တဲ့အချိန်ကြတော့မှကျွန်တော်သဘောပေါက်သွားအကီတီကမေ့သွားတာဖြစ်မယ်ဆိုတော့သိတယ်အဲဒီမှာသူလည်းသူ့ကိုယ်သူသိတယ်ဗျာသူမေ့သွားရေဆိုတော့ဒါပေမဲ့အင်ဂျီယာလေဖရမောင်ကြည့်တဲ့အချိန်မှာအင်ဂျီယာလေချွတ်ပြီးသွားပြီဗျာဘလို့မှလုံးလို့မရတော့ဆိုတော့အကီတီကထွက်သွားပြောရမယ်ဆိုတော့ရီယာခန့်ကိုကခက်ပါတော့ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအကီတီကသူ့ရဲ့ Instagram နေပြီးတော့သူပြန်တင်ထားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီသူ့ရဲ့ဘလို့အတဲ့အမားကြောင့်ပေါ့နော်ဒီလိုဖြစ်သွားတဲ့အတွက်ပရိသတ်တွေအားလုံးတောင်းပန်နေနောက်ပြီးတော့သူပို့ပြီးတော့ကောင်းတဲ့ကမ္ဘာလေးလေးနေသူပြန်လာခဲ့မယ်ပေါ့နော်အဲ့လိုမျိုးတော့သူရေးပြီးတင်ထားတယ် ဒါကတော့ကောင်းတဲ့အချက်ပေါ့ဗျာကျွန်တော်ဒါပေမဲ့ NS log ကတော့ပွဲပြီးတဲ့ interview မှာဖြည့်သွားတဲ့အနေအထားတကူကအာကီတကီတို့မျိုးအမှားမျိုးမလုတ်တင်ဘူးလို့အလားစလောက်ကတော့နည်းနည်းလေးတော့ဆူတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဆူခံရမယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ဘရိုးပြန်ကြည့်ကြည့်ပေါ့နော်ကျွန်တော် activity နဲ့ elephant bone နဲ့စကားပြောတဲ့ပုံတစ်ပုံပေါ့နော်ကျွန်တော်အခုပြရတဲ့ပုံဆိုရင်ဘလိုခံစားရလဲဆိုတော့ဗျာဟို အိမ်ကအမေအစုခံထိတော်မယ်ဆိုတဲ့ပုံစံမျိုးသိရမှာလား။ I mean တခုခုလောက်ထားတာကွာကအိမ်ကမင်းအမေရောင်ကကိုစူတော့မှာဘာလို့လဲ။အမားလုလိုက်ပြီဆိုတဲ့ပုံစံမျိုးကြီးတို့ခံစားရတာဗျာဒီလား။ဟို friend မောင်ကလည်း friend ဟို friend မောင်ကလည်းကြည်နေတဲ့ရုပ်ကဗျာ။တော်တော်ကြီးကြည်နေတာဗျာဖရမာသိရမလားအချင်းမှာအကီတီကလည်းဖရမာကိုပြန်ပြီးကြည်တဲ့မျက်နှာသားမျိုးပါဗျာဘယ်လိုဆိုငါတို့တည်ပြီးဆိုတဲ့ feeling မျိုးကြီးဗျာသိလားတော်တော်မိုက်ပါတယ် အဲ့တော့မှိုက်တယ်ဆိုတာအဲ့ဒီအဲ့ဒီပုံကိုကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ပြီးတော့အဲ့ဒီကျွန်တော် live live ကြည့်နေတဲ့အချိန်မှာလည်းမြင်လိုက်ရတဲ့တို့ရဲ့ဒီအမှုရာတဲ့အပြုအမူတွေကကျွန်တော်တော်တော်လေးဟိုဘယ်လိုပြောရမလဲဟာတာဖြစ်စေတယ်ပေါ့ဗျာဒီမှာဒါပေမဲ့လည်းအစိုးရရဲ့အကောင့်ဆိုဟာတာဖြစ်တယ်ဆိုရင်လည်းအစိုးရရဲ့အကောင့်နဲ့အစိုးဆိုရင်တော့ကျွန်တော်ဒီ KK ကလာမဲ့ဒီပွဲကြရင် နားတော့မယ်ပေါ့နော်ဒီ crystal valley နဲ့ပွဲကြိုင်နားတော့မယ်အဲ့တော့ web page ခမ်းပါပေါ့နော်အဲ့တော့ဒီဘဘူးတင်းလဲအရောက်သွားနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိအနေထားကဒီဘဘူးတင်းဒီလာမယ် ပတ်မှာဒီအင်္ဂလန်ပရီးမီးယားလိဆက်ကန်ရမယ်အဲ့ဒါခရစ်ဆယ်ရီနဲ့ကန်ရမယ်လက်ရှိပရီးမီးယားလိမှာလည်းရှော့ဝဲမရှိသေးတဲ့အတင်းနှစ်တင်းပဲကျန်နေအဲ့ဒါဘာလို့လဲဆိုတော့လီဗာပူးတင်းနဲ့ခရစ်ဆယ်ဘဲလိတင်းလီဗာပူးတော့ကန်ရမယ်ကွင်းကလည်းခရစ်ဆယ်ဘဲလိရဲ့အိမ်ကွင်းနောက်တင်းအဝေးကွင်းကန်ရမှာအဲကန်ကောင်းတာတစ်ချက်ကတော့အီဆက်ရှိသေးတယ်ကျွန်တော်ခြိစားလည်းခြိစားပြနေဆိုတော့ကန်ကောင်းနေတယ်ကျွန်တော်အကီတကီကိုအဲ့ဒီပွဲမှာမတုံးနိုင်တော့အချိန်နေကောင်းနိုင်တယ်ကျွန်တော်အနေနဲ့ထင်တယ်ဗောနော်ဒါ